အားလုံးပဲမင်္ဂလာပါ ကျမစောငိမ့်အေးပါဒါရီကတကယ်ချမ်းသာမှုအစစ်အမှန်လားတကယ်တန်ဖိုးရှိတဲ့အရာတွေကကျမတို့ရဲ့ဘေးမှာပတ်ဝန်းကျင်မှာရှိနေပြီးသားပါတန်ဖိုးရှိတဲ့အရာတွေဆိုပါလေပရမတ်တစ်ခုကတော့ healthy body ကျမတို့ခန္ဓာကိုယ်ပေါ့ကျမတို့တွေမှာ ကျမတွေခန္ဓာကိုယ်တာရှိနေခဲ့မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကျမ်းမာမှာပဲကျမတို့ရဲ့အိမ်မက်တွေကိုအောင်မြအောင်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်ဒုတိယတမိုးရှိတဲ့အရာကတော့ peaceful mind စိတ်ချမ်းသာမှုပေါ့ကျမတို့ရဲ့ဘဝမှာစိတ်ငြိမ်းချမ်းမှု မရှိခဲ့ဘူးဆိုရင် စိတ်ချမ်းသာမှုမရှိခဲ့ဘူးဆိုလို့ရှိရင်ဘလောက်ပဲစီးစိမ်ဥစ္စာတွေပိုင်ဆိုင်နေပါစေပေါများနေပါစေ ဘဝရဲ့အတိတ်ပဲမရှိပါဘူး။ဒါကြောင့်မို့စိတ်ငြိမ်းချမ်းမှုဟာဘဝရဲ့တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။နံပါတ်3ကတော့ the right person in your life ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပေါ့ချစ်ချင်းမြတ်တာတွေနဲ့ဝမ်းရံထားတယ်မိသားစုတွေတငယ်ချင်းတွေလို့ဖို့ကင်ဘက်တွေဒီလိုတော့ဝမ်းရံထားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝကို တကယ်တန်ဖိုးရှိအောင် ဖန်တီးပေးနိုင်တဲ့သူတွေက ရွှေတွေစီးစိမ်ဥစ္စာတွေပိုင်ဆိုင်မှုတွေထက်ပိုပြီးတော့မှအလွန်အင်မတန်တန်ဖိုးရှိပါတယ်။ချမ်းသာတာမဟုတ်ပါဘူး။တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်တာပါ။တန်ဖိုးရှိတဲ့ဘဝကို ပိုင်ဆိုင်နေခဲ့မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့တန်ဖိုးရှိတဲ့ဘဝကိုအတိမတ်ပြုပေးပါ။ကျေးဇူးတင်ပေးပါ။ဘဝကိုပို့ပြီးတော့မှတန်ဖိုးထားပါ။ ဒီဗီဒီယိုလေးကိုကိုတံပိုးထားရတဲ့ mate ဆွေဒီကျတူလေးစီကိုကိုရဲ့တံပိုးထားမှုကို ပြတ်သားတဲ့အနေနဲ့မျှဝေပေးပါကျမတို့ဘဝအတွက်တံပိုးရှိတဲ့အရာတွေကို အတူတူခန်းစားပြီးအတူတူတတိယကြရအောင် thank you ပါ see you next video Let's go to some soul